အမေးအနေနဲ့အဲ့နှစ်ခွက်ကိုမေးတက်ရင်မေးအနိုင်ချင်းခံရမယ်မေးမတက်ရင်အနိုင်ချင်းမခံရအောင်အဲ့လိုပဲစော်လဲရမှာဟုတ်ကဲ့ကနေဘာပြောမလဲချစ်တယ်နော်ချစ်တယ်နော်ချစ်တယ်နော်အမျိုးသမီးတွေဘယ်ဘက်လက်လက်သကြွယ်အမျိုးသားတွေညာဘက်လက်လက်သကြွယ်မှာရွှေလေးဝတ်ထားမယ်ဆိုရင်အိတ်မပြောတဲ့ယောဂါ နော်အုံနောက်ကျုံတဲ့ယောဂနှလုံးအစီဖုံးတဲ့ယောဂနှလုံးကြွက်သားအားနေတဲ့ယောဂနှလုံးယောဂတွေအကုန်လုံးတက်တာပျောက်ကင်းစေနိုင် Hello အားလုံးပဲမင်္ဂလာပါဗျာကျွန်တော်ဒီနေ့လဲထုံးစံအတိုင်းပောက်ပောက်ရှာရှာရည်ရွယ်ဗီဒီယိုလေးတွေရွေးရှင်လုပ်သွားမှာပဲဖြစ်ပါတယ်ကျော်နေတူတူအပြင်းပြေလက်ကြည့်ပြဖို့ဖိတ်ခေါ်ပါတယ်မင်းဘာလုပ်ထားလို့တဲ့အဲ့လောက်ထိနိုင်ကျင့်ခံနေရတာလဲတဲ့ငါတို့မလုံမိအောင်နဲ့စင်ကျင်ဖို့ပြော့ပြပေးအောင်ဟာတဲ့အမင်းဘာလုပ်ထားလို့အဲ့လောက်အနိုင်ကျင့်ခံနေရတာလဲတဲ့ငါတို့ကိုလည်းပြောပြပါအောင်နဲ့ရှောင်ရအောင်လို့တဲ့ ။ဘာအောင်နိုင်ခြင်းကဟမ်ခေငါနေနိုင်ချက်ပါလေဗောဟဲ့ဒီလားအဲ့လိုမျိုးဗောဘီဘီနိုင်နေမှာမဟုတ်လားဘီဘီမောင်းချက်တာဗျာအေးတရှောင်းချက်အဲ့မှာတကွအဲ့မှာတကွနော် I am the one the way your son don't need ဘီဘီနိုင်ချက်တာမဟုတ်တာဘီဘီမောင်းကိုချက်တာလေအော်အဲ့စကလုံးလေးတစ်ခုတည်းနဲ့နေနော်ပြုံးပြီးွားတာပဲ ခေါင်းကြီးတို့မသိသေးရင်မင်းတို့တေချာမှတ်တာနော်အဲ့ဒါအနိုင်ကျင့်ခံရတာမို့အချစ်ခံရတာလို့ခေါ်တယ်နော်စော်ရှိတဲ့កောင်တွေပဲဒီလိုမျိုးအချစ်ခံရတာသိလားစော်မရှိတဲ့កောင်တွေတော့အချစ်မခံဘူးတော့ဘယ်သိမလဲကွာဒါတွေသိလားပြောလေအပူပါပဲကွာ sorry sorry မာဟဲဗောဟဲဒီလာအဲ့လိုမျိုးဗောဟဲဘီဘီနိုင်နေတာမဟုတ်လားဘီဘီမောင်ချက်တာဗျာတောင်းချင်တာတောင်းချင်တာငါလို့အနိုင်ကျင့်မခံရုံကွာငါနေအနိုင်ကျင့်မှာပဲဗောရှောင်ဖို့အတွက်ဆိုရတဲ့အနိုင်ကျင့်ခံရဖို့အတွက်လိုအပ်တဲ့အချက်အဲအကွက်နှစ်ကွက်ကိုအရေးပြောဗျာကွက်နှစ်ကွက်နော်တေချာလိုက်ကြည့်တာနော်စော်မရှိသေးတဲ့ခေါင်းကြီးတို့မင်းတို့တေချာလိုက်ကြည့်တာနော်အနိုင်ကျင့်ခံကြပါလေဆိုတော့ခေါင်းကြီးတို့နော် ချောင်ဖို့ကိုနောက်မှပြောပြအဲ့ဒီအကွက်နှစ်ကွက်ကိုပြောပြမယ်ပထမတစ်ကွက်ကစိတ်ရှိတိခတ်တာဟဲ့ပြန်ကွာကွာသူသူ့အပေါ်စိတ်ရှိတိခတ်ပြီးရတခုဆိုရင်အဲဘယ်လိုခေါ်လဲ first အေးဘောလေးဒီကအများဥစားပြီးတယ်စိတ်ရှိတယ်တိခတ်တယ်ဆိုရင်သူ့လို့သမီးကကွာအများနဲ့ຫນွေစိုးစိုးလက်ခံပြီးတယ်ဆိုအဲ့ဒါသွားပြီအဲ့ဆောက်ကြည့်ပါပါเนี่ยก้าวมาแล้วนะครับเอ๊ะหมอยอดปุ๊ดอ่ะไอ้ตะกั่วกูตัดลงชื่ออนันต์จิ้งขันอ่ะดิไม่ตัดลงชื่อไอ้ไม่ขันอ่ะ เนาะပြီးနောက်ထပ်တစ်ခွက်ကเนาะအဲ့လိုတိတ်ပြီးတော့အလိုမလိုက်နဲ့ကွာတကယ်မင်းကတကယ်ဆိုသွားပြီးတော့အလိုလိုက်ပြီးလိုက်ပြီးဆိုအာဒီဘဲကငါ့ကိုချစ်တာအလိုလိုက်တာပဲဆိုပြီးအဲ့မှာငါးပါးစမောက်တော့တာအမေးနေနဲ့အဲ့နှစ်ခွက်ကိုမေးတက်ရင်မင်းအနိုင်ချင်းခံရမယ်မင်းမတက်ရင်အနိုင်ချင်းမခံရဘူး။အဲ့လိုပဲစော်လဲရမှာမဟုတ်။ တဲ့တော့နောက်ဆုံးထည့်သွားတဲ့အကွက်ကြီးကဆောက်ရမ်းကိုမယိုင်းလုံးနဲ့နော်အဲ့စကလုံးကဆောက်ရမ်းကိုမယိုင်းလုံးနဲ့ဒါမယိုင်းသွားပြီအမေအနေနဲ့အဲ့နှစ်ကွက်ကိုမေးတက်ရင်မေးအနိုင်ချင်းခံရမယ်မေးမတက်ရင်အနိုင်ချင်းမခံရအောင်အဲ့လိုပဲစော်လဲရမှာအဲ့စကလုံးဆောက်ရမ်းယိုင်းတယ်နော်အဲ့စကလုံးဆောက်ရမ်းယိုင်းတယ်နော် အဲ့လိုပဲအနိုင်ကျင့်ခံရမှာမဟုတ်ဘူးတဲ့နော်မင်းတို့ကောင်တွေမှတ်ထားနော်မင်းတို့ကောင်တွေအနိုင်ကျင့်ခံနေတယ်ဆိုရင်မင်းတို့အများကြီးမလိုဘူးနော်နှစ်ကွက်သေးပဲလိုပါနော်အဲ့နှစ်ကွက်ကိုကျင်ညက်နေအောင်ဒီနေ့ကစပြီးမင်းတို့အိမ်စာလုပ်တော့နော်ဟုတ်ပြီလားကောင်လေးစီလားကောင်လေးစီလားဆိုပြီးလာလာမေးချလို့ပေါ့နော်ကောင်လေးကစီတယ်ဟုတ်ရှိတယ်ဒါပေမဲ့မမြင်ဘူးဘူးဘာလို့လဲတိလားဖွက်ထားမမွေးသေးလို့ဟုတ်ရှိရှိကွာ ဘာအားချောင်းလဲပြဖို့အေးအေးချချတုံးချက်လောက်ချကောကောအဖြစ်မရှိအဖြစ်မရှိဘူးပေါ့နော်မမွေးသေးလို့လေအမှန်တော့အဖြစ်မရှိတာသိလားစတာစတာနော် sorry ဖုန်းချကန်ဒီပြောလို့ရှိတဲ့စကားဘာဖြစ်နေလဲပေါ့အိတ်တော့မယ်နော်ဟာအိတ်တော့မယ်နော်ဖုန်းချကနေအဲ့လိုပြောရလားအိတ်တော့မယ်နော်မဟုတ်သေးဘူးလေမဟုတ်သေးဘူးလေဖုန်းချကန်ဒီပြောလို့ရှိတဲ့စကား ိတ်တော့မယ်နော်အိတ်တော့မယ်နော်ဟာအိမ်မှန်တယ်မှန်တယ်အဲ့ရတယ်ပေါ့အဲညဘက်ဩညဘက်လို့တော့မပြောဘူးเนาะဒီမှာဖုန်းချကန်ဒီပြောလို့ရှိရဲစကားအဲ့မှာနဲ့လွဲသွားပြီဇွတ်အဖြေကလွဲပြီလုံးဝလွဲရယ်เนาะပြောလို့ရှိရဲစကားဒါပဲเนาะဒါပဲဒီလိုပဲဖြစ်ရမယ်ဒါပဲเนาะအာဘွားချစ်တယ် ဲ့လိုပဲဖြစ်ရမှာဖုံးချကနေဒါမှန်တယ်မှန်တယ်ဒါပေမဲ့ခတ်တာစော်မရှိဘဲမရှိတွေကြောက်လဲဒါပဲတော့ချစ်တယ်အာဘွားတွေကပြောဖို့ကနည်းနည်းအစင်ကမပြေပြန်ဘူးအဲ့စကလုံးတွေကသူတို့တုံးလို့ကမရပြန်ဘူးအယုတ်ဒီမှာနော် sorry 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 ဖုံးချကနေပြောလို့ရှိတဲ့စကားဒါပဲနော်ဒါပဲနော်အေးပေါ့နော်ဒါပဲနော်ပြောအဖြေကโอ้တကယ်ကြီးနော် ကိုဘာသာကိုဖြေမလားသူမြောက်ပေးဖြေကိုဘာဖြေနေရာယူပါဟောဘီဒါလေးဖြေဟိုကလေးမသူ၁၀တန်းဖြေမယ်ကလေးမဖုံးကဘုံနဲ့ခဏခဏပြောဖြစ်လေ၁၀တန်းဖြေမယ်ကလေးမတော်တော်ကြီးထွားတာပဲเนาะ၁၀တန်းဖြေမယ်ကလေးမတဲ့ကျိုးအမားအမားရယ်အခုခုမှ10တန်းအောင်မဖြေသေးပဲဘာကောင်လေးနဲ့ သူလည်းရှိရှိပါဘောအမအင်းနဲ့ပြောတာအမတွေကတကားပြောရင်ပြက်ပြက်ပြောလားအရေးရှိလားပြက်ပြက်ပဲတက်တက်ပဲ။အော်အင်းပြီး။တုံးဆိုတိုင်းနေပဲ။ဒါဆိုဒါသူ့ရဲ့အရေးအာဝတ်နော်သူ့ရဲ့အဖြေထဲမှာပါရင်ပါမယ်ပေါ့နော်။ Okay ။ဖုံးချကန်ကြီးပြောလို့ရှိတဲ့စကားဆိုရင်ချလိုက်တော့မယ်။အော်။ချလိုက်တော့မယ်။ချ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  တန်နေပြောဟယ်လိုခြိုင်တော့ကိုကြီးဟိုခန်းစားကြည့်တာဗောနော်သူနဲ့ကျွန်တော်ဖုန်းပြောမယ်ဆိုရင်ဟောပြောခြားလိုက်တော့မယ်ဆိုတော့โอเคโอเคအဖြေကအဟုတ်တယ်ဟာခြားလိုက်ဖုန်းခြားလိုက်တော့မယ်ချိန်မှာဖုန်းလေးတစ်လုံးတော့ထည့်လိုက်နော်ဖုန်းခြားလိုက်တော့ ဘယ်သူနဲ့ပြောပြလဲဟောမလူနေပြောရတာခုဖြေမှာဘယ်သူနဲ့ပြောတယ်ဆိုပြီးဖြေမှာလဲကိုကိုနဲ့လားမောင်နဲ့လားပြောလေဘယ်သူနဲ့ပြောတယ်ဆိုပြီးဖြေမှာအဖေနဲ့ပြောတာဦးလင်းနဲ့တငယ်ချင်းတငယ်ချင်းယောက်ျားလေးလေးလားယောက်ျားလေးတကူနဲ့ငယ်လားကိုကိုနဲ့ကြီးလားကိုနဲ့ငယ်ဟုတ်တယ်ပိန်လား ွားတယ်โอเคပြောပြီเนาะဖုန်းချကန်နေပါပြောမလဲဘိုင်ဘိုင်အာဒါပဲဘိုင်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 ဩဟုတ်ပြီဟောပါပြန်ဒါပဲเนาะဘိုင်ဘိုင်โอเคโอเคเปลี่ยนไปมาอ๋อบ๊ายบายโอเคโอเคโซโซอ่ะบ๊ายบายโอเคโอเคอ่ะเปียวกูสไตล์หมดเนาะเปียวดิเปียวได้ชื่ออ่ะอ๋อ โอเคတယောက်နဲ့တယောက်ဒီလိုဖုန်းပြောရတဲ့ style ချင်းမတူဘူးเนาะဟုတ်တယ်โอเคကဲအဲဘာပဲပြောတချို့ဆိုရင်ဖုန်းချလို့မရအောင်ပြောနေရလीဟုတ်တယ်ဘာသာရင်းလဲဘာဘာဟုတ်တယ်မလားတခါကြုံဘူးလေเนาะအမျိုးရှိရေเนาะဘလို့မှဖုန်းချလို့မရအောင်လေโอเคဘာပဲပြောဘာဘာဆိုရင်โอเคโอเคလို့ပြန်ပြောတာမဆိုးဘူးပဲဘိုင်ဘိုင်အဖြေကဲအော်အဆိုးမှာမှန်တော့မှန်တော့အမှတ်တော့နေတာပေါ့เนาะအခုဘယ်သူနဲ့ပြောမှာ တော့ပြန်ပြီတငယ်ချင်းနဲ့တငယ်ချင်းနဲ့ဆိုလာကြီးပဲเนาะတငယ်ချင်းလေးပါတဲ့တငယ်ချင်းလေးပဲတဲ့ကွယ်တငယ်ချင်းเนาะတငယ်ချင်းတငယ်ချင်းနဲ့မောင်နေသိမြားဟလားဆိုဟဲ့အောက်ကပြိတ္တပြောနေမောင်နဲ့ပြောတာပါတဲ့အေးထားပါတော့ဘသူနဲ့ပြပြောပါเนาะโอเคကဲဒီခါလေးကြရင်ဟောပါဗောစကားပြောတဲ့ခါမှာလေကိုတဲ့အသက်ကြီးရဲ့လူလည်းရှိရပါလေဟောအရောက်တရာထဲမှာ အေးလူကြီးတွေပိုင်းပါမယ်အဲ့ဒါစဉ်းစားဖို့လိုရနော်โอเคကဲအဲဖုန်းချကန်ဒီပြောလို့ရှိတဲ့စကားနောက်မှတွေ့မယ်အာနောက်မှတွေ့မှာမတွေ့ဘူးလားဖုန်းနဲ့မှလည်းခုတွေ့လို့မရဘူးဩအဲ့ဒါလည်းဟုတ်တာပဲနော်အဲ့ဘာပြန်ပြောလို့ခုဘက်ကအေးအေးနောက်မှတွေ့မယ်အေးအေးမှမတွေ့ဘူးအဖေအဲ့မှန်တော့တယ်ဩဩဟုတ်တာပဲနော်ဟောဒီရောရရတော့သူသူ အတွင်းထဲကထွက်လာတဲ့စကားကိုလိုချင်တာဘာမှမပြောနဲ့ရှုပ်သွားမှာနော်ဟုတ်ပြီနော်ဟုတ်ကဲ့နော်ဘယ်နဲ့ပြောမှာအလုံးပြန်ပြီတကယ်ကိုတော့မောင်နဲ့လားကိုနဲ့လားမောင်နဲ့လေဟာโอเคအဲဖုန်းချကန်ဒီဘာပြောမလဲပြန်ခေါ်လိုက်မယ်နော်အော်ဟုတ်တယ်အင်တာတက်နေလို့လားပြောစရာစကားတွေကမကုံသေးမကုံသေးပြီးမှပြန်ခေါ်လိုက်မယ်ဟုတ်တာပဲနော်ပြီးမှပြန်ခေါ်လိုက်မယ် ဩဟုတ်ပြီအဲ့လိုပြီးမြပြန်ပြန်ပြန်ခေါ်လိုက်မယ်နော်အဲ့လိုခဏခဏတကယ်တော့ပြန်ခေါ်လားမဟုတ်ဘူးအဖြေနောက်မှပြန်ခေါ်လိုက်မယ်လို့ဘာလို့လို့ပြောကြတယ်ကဲမားတယ်နော်ငယ်ဆုံးအဲနောက်ဆုံးတယောက်ပုံချကန်ဒီဗာပြော See you See you ရောဒီအိအဲတမူးကလည်းပုံပေကုန်တယ်ပြောတယ် See you တဲ့ โอเคဗျာကဲ see you အဲ့လေနည်းနည်းမှန်တော့တယ်နော်အမားရေဟာဘောကတိုင်မြင်လို့ရပါပြီကဲကပတိန်နဲ့ပါတိုင်မြင်ဖုန်းချာကနေပါပြောမလဲချစ်တယ်နော်အာလာဘီလာဘီလိုချင်တာအဲ့ဒါမျိုးလိုချင်တာချစ်တယ်နော်အာဘွားအဲ့လိုမျိုးဖြစ်နေရမှာဒါပဲဒါပဲဒါစော်ရှိဘဲရှိတယ်နော်ဘဲရှိမှန်သိတာနော်ဒါလို့ ဖုန်းချကန်နီးဘာပြောမလဲချစ်တယ်နော်ချစ်တယ်နော်ချစ်တယ်နော်မဲတော့တော့သွားမလို့နဲ့ရှော့မတွက်နဲ့တော့ကီကိုထက်ကောင်းနဲ့မောင်လေးနဲ့လာတော့ဒီနော်ဘတ်ဆိုပြီးတော့အာချစ်တယ်ရောအော်ဘီအော်အဲ့လိုလိုသေချာစနစ်တကြပါတော့ ရင်နဲ့ရောက်အောင်သူကပြောလိုက်တဲ့စကားလေးပေါ့နော်ချစ်တယ်နော်အဲသူကတော့တမျိုးပြောမှာပေါ့နော်သူကချစ်တယ်နော်လေးပြထည့်လိုက်နော်โอเคအဖေကဟာမာရေဟာအခုဗီဒီယိုကြည့်နေတဲ့သူတွေရောဖုန်းချကနေမှဘလို့စကလုံးလေးတွေပြောလဲဗျာတစ်ချက်လောက်မန်းငယ်ပေးဦးနော်ကွန်မန့်မှာဒီဗီဒီယိုလေးတော့ကျွန်တော်တို့ရဲ့လက်တင်နဲ့ဆက်ဆက်ပြီးတော့ပေါ့နော်ရွှေတွေငွေတွေဝစ်ထားခြင်းဆွဲထားခြင်းနဲ့တက်ဆိုင်တဲ့ဘ ഹു တုတ္တဗီဒီယိုလေးကိုကဲ ဆရာကြီးတယောက်ပြောပြထားတယ်လေကျွန်တော်တို့အတူတူလိုက်နားထောင်ကြည့်အောင်ဗျလက်ပဆိုတာမိဘနဲ့တူတယ် လက်ညိုးဆိုတာကဒီပေါ်မောင်နှမနဲ့တူတယ်လက်ခလဲဆိုတာကို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 စားပြုတာလက်သက်ကြွယ်ဆိုတာချစ်တဲ့ခင်တဲ့သူကိုကိုစားပြုတာလက်တန်းဆိုတာလက်အောင်ငယ်သားကိုကိုစားပြုတာအဲ့တော့လက်သက်ကြွယ်လေးမှာတဲ့ရွှေလက်ဆွေပြောင်ကလေးဝတ်ထားမယ်ဆိုရင်တဲ့လက်သက်ကြွယ်မှာရှိတဲ့ကြွက်သားကနှလုံးကြွက်သားနဲ့ဒါရိုက်ချိတ်ဆက်နေတာဖြစ်တဲ့အတွက်အမျိုးသမီးတွေဘယ်ဘက်လက်လက်သက်ကြွယ်အမျိုးသားတွေညာဘက်လက်လက်သက်ကြွယ်မှာရွှေလေးဝတ်ထားမယ်ဆိုရင်အိတ်မပြောတဲ့ယောဂနော်အုံနောက်ကျုံတဲ့ယောဂ နှလုံးအစီဖုံးတဲ့ယောဂနှလုံးကြွက်သားအားနည်းတဲ့ယောဂနှလုံးယောဂတွေအကုန်လုံးတက်တာပျောက်ကင်းစေနိုင်တယ်တဲ့အဲ့ဒါတွေကိုတချို့ကမဖြစ်နိုင်ပါဘူးလို့ပြောရင်အိန္ဒိယမနီရှာဒရာကျမ်းမှာသွားဖတ်လိုက်အဲ့ဒီထဲမှာအကုန်အသေးစိတ်ပါတယ်ကျွန်တော်မြန်မာနိုင်ငံမှာထုတ်ဝေတဲ့သုဒ္ဓတရိษာကျမ်းအတွဲတင်းနဲ့အတွဲနဲ့မှာလည်းရွှေကြောင်းတည်ကောင်းစရာတွေမှာအဲ့ဒီအတိုင်းပေါ်ပြထားတယ်တချို့ကဘယ်လိုကတ်တက်ပြီးတော့ဟာအဲ့ဒါဆိုရင်ရွှေကဝိယင်း ကျမ်းမာရေကောင်းတယ်ဆိုရွှေရုံပြားကြီးသွားငုတ်လုံထံပြီးအနက်ရှူမယ်ကျမ်းမာရေကောင်းနိုင်မလားအဲ့တော့ရွှေလီရော့သွားမလားဆိုအဲ့ဒါလူဘိန်းနေကက်တက်ပြီးတော့ပြောတဲ့စကားတွေတကယ်တမ်းကျရွှေနဲ့လူဝတ်တာကျမ်းမာရေကောင်းတာမဟုတ်ဘူးအပေါ်ပေါ်ရွှေတမတ်သားလောက်ကိုဝတ်ထားမယ်၁၀နှစ်ကြာတဲ့ချိန်မှာပြန်ချိန်ကြည့်လိုက်အဲ့တော့ရွှေရရော့သွားမယ်အဲ့ဒါပွန်းလို့တိုက်လို့ရော့တာပဲလို့ထင်လိုက်မယ်တကယ်တမ်းတော့မဟုတ်ဘူးဒီရွှေကနေပြီးတော့ဒီရွှေကနေပြီးတော့ဒီနှလုံးကြွက်သားလေးစီကိုအဲ့ရွှေက ဝင်မမသိဝင်ပြီးတဖြည်းဖြည်းချင်းဝင်ဝင်ဝင်သွားပြီးတော့မှတက်လုံးယောဂါကိုတက်တာပြောင်ကင်းသွားတာဒီရွှေကြောက်ပဲဘုသူတ္တနဲတယ်လို့ပြောရင်လည်းခံရတော့မှာပဲဗျာဒီလိုမျိုးကျွန်တော်တခါမှမကြဘူးเนาะခုမှပဲကောင်းကောင်းကြားဘူးတော့တယ်ချူရလို့အုံတဲ့တယ်ငွေငွေရကြတော့အစိတ်ကြီးတာအစိတ်ပြေတယ်အစိတ်ရှိတဲ့တရဝါကြီးကိပွာသွားတယ်ရှေးတော်လူကြီးသူမတွေကလေးတွေကမွေးမကြောက်ကိမကြောက်ဘူး ်ကလေးဆိုင်ကြီးကင်တတ်တယ်အဲ့တော့ငွေဟာငွေရင်းငါးပြားလေးဆွဲပေးတယ်ငွေငန်းချင်းလေးတွေငွေတွေ့ဘူးတွေဆွဲပေးတတ်တယ်အစိမ့်ရှိတဲ့တရဝါကိုရှောင်ဖယ်အောင်လို့ကင်မိတော့မှမကိုက်အောင်လို့ကင်မိတော့မှအစိမ့်မပြတ်အောင်လို့ဆိုပြီးတော့အဲ့ဒီငွေကိုစောင်းတာတကယ်လို့ကျွန်တော်တို့လူကြီးသူမတွေအသက်အရန်ကြီးတယ်ဝါတာပိန်တာအဓိကမကြဘူးသွေးတို့ရှိမယ် ်လေးဖြတ်မှာကြောက်တယ်ဆိုရင်ခြီချိုးလေးပေါ့အနက်ပဲဖြစ်ဖြစ်အဖြူပဲဖြစ်ဖြစ်အနီပဲဖြစ်ဖြစ်အဲ့ဒါသူကမန်းချိုးလို့ခေါ်တာပေါ့အဲ့ဒီချိုးလေးမှာငွေလေးကိုလက်ပွက်ချိုးလေးလို့ပတ်လိုက်မယ်ရဲရိုသားလေးလက်တစ်စင်နဲ့ခါမှာခြီထားမယ်ဆိုရပ်သက်ပံလေးမဖြတ်ဘူးလို့သူကတရိစာကျမ်းထဲမှာပါတယ်ဒါဥပမာဘုသူတအဖြစ်နဲ့ပြောပြတာပါအဲ့တော့ရွှေတွင်ရွှေငွေနော်အဲ့တော့ရွှေရလည်းအဲ့လိုအသုံးတည်ပါတယ်ငွေရလည်းအဲ့လိုအသုံးတည်ပါတယ်အဲ့တော့တော်ဝင်ယန္တနာ၅ပါးဘာတွေလဲ ဆေသုံးခြင်းနာသေယိမာပလေအကဲဇေရနာခုနပါရွှေရွှေပရညာသုံးခြင်းရွှေသိနာပလေဟုတ်ပြီအဲ့ဒါရွှေငွေတော့ကျွန်တော်တို့တော်ဝင်ယရနာ၅ပါးနောက်တစ်ခါကျွန်တော်တို့ယရနာ9ပါးယရနာ9ပါးပြီးတော့ကြတော့စေဘက်ဝင်တဲ့ယရနာ6ပါးလို့ရေးလိုက်ရွှေတွင်ငွေတွင်ပယင်းဒုက္ခ ဟောပြီးွားပြီဟာအဆက်ရှိအောင်မနဲ့တူတယ်ကျေးဇူးတင်ပါတယ်ဗျာအခုလိုလေးတေချာလေးရှင်းပြပေးတဲ့အတွက်တကယ်ကိုလည်းမတိသေးတာတွေသိရတယ်တကယ်လည်းဘ ഹു တုဒ္ဒရပါတယ်ဗျာတကယ်ကိုကျေးဇူးတင်ပါတယ်အော်ဒါနဲ့လေဒီဗီဒီယိုထဲမှာပါတဲ့လူတွေကိုကျွန်တော်ဗလိန်းနာမျိုးအားနေချက်ကိုပုတ်ခတ်တာမျိုးစော်ကားတာမျိုးလုံးဝမဟုတ်ပါဘူးပျော်စေခြင်းုံတက်တက်ရည်ရအနေနဲ့ reaction လုပ်တာပဲဖြစ်ပါတယ်အခြားရည်ရချက်မရှိပါဘူးနောက်ပြီးဗီဒီယိုပိုင်ရှင်တွေအားလုံးကိုလည်းဒီနေ့အနေ credit ပေးပါတယ်ဒီနေ့အနေခွင့်တောင်းပါတယ်ကဲ ဒီနေ့တော့ဒီလောက်ပါပဲဗျာအဆုံးထိလိုက်ကြည့်ပြီးတဲ့တယောက်ချင်းစီတိုင်းကိုအထူးပဲကျေးဇူးတင်ပါတယ်နောက်နေ့မှရည်စရာဗီဒီယိုလေးတွေနဲ့ပြန်လာခဲ့ပါမယ်